အသက်အန္တရာယ်စိုးရင်ရလောက်တဲ့အထိခက်ခဲတဲ့နေရက်တွေကိုဖြတ်သန်းပြီးနောက်ပုပ်ရဟန်းမင်းကြီးဟာဆေးရုံကနေပြန်ဆင်းလာခဲ့ပြီးဖြစ်ပါတယ်။ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထောက်အကူသာသနာပိုင်ချုပ်ဟာဖေဖော်ဝါရီ14ရက်နေ့ကလေးကဆေးရုံတက်ခဲ့ရတာဖြစ်ပြီးမတ်လ23ရက်နေ့မှာတော့ဆေးရုံဆင်းခွင့်ရခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့ကပုပ်ရဟန်းမင်းကြီးဟာအီတလီနိုင်ငံရောမမြို့ရဲ့ဂီမင်လီဆေးရုံလေသာဆောင်မှာဘိန်းဒက်ကလတ်ထိုင်းပေါ်ထိုင်းရင်းဆေးရုံရှိမှလာရောက်စုဝေးကြတဲ့ဝတ်ပြုသူတွေနဲ့အတူ ဆုတောင်းခဲ့ပါတယ်။ဒါဟာစီးရုံတက်ခဲ့တဲ့ကာလနောက်ပိုင်းအာဂျင်တီးနားနိုင်ငံသားပုပ်ယဟန်မင်းကြီးဖရန်စစ်ရဲ့ပထမဆုံးအကြိမ်လူမြင်ကွင်းရှေ့ထွက်ပေါ်လာမှုလည်းဖြစ်ပါတယ်။အသက်88နှစ်အရွယ်ပုပ်ယဟန်မင်းကြီးဟာဆုတောင်းပေးမှုအစီအစဉ်အပြီးမိနစ်ပိုင်းအကြာမှာတော့စီးရုံကနေဆင်းသွားခဲ့တယ်လို့ဂီမဲလီစီးရုံဘက်ကအတည်ပြုပါတယ်။ပုပ်ယဟန်မင်းကြီးဟာစီးရုံဆင်းပြီးရင်တောင်နှစ်လလောက်တော့ဗာတီကန်နန်းတော်မှာစိတ်ရောကိုယ်ပါအနားယူဖို့လိုသေးတယ်လို့စီးရုံရဲ့အကြေညာချက်မှာဖော်ပြထားပါတယ်။ စေယုံမှာသတင်း၅ပတ်ဝန်းကျင်ကြာခဲ့တဲ့အတောအတွင်းပုတ်ရဟမင်းကြီးဟာအသက်အန္တရာယ်အလေးအနက်စိုးရိမ်ရလောက်တဲ့အခြေအနေနှစ်ခုကိုဖြတ်တန်းခဲ့ရတယ်လို့ပုတ်ရဟမင်းကိုအနီးကပ်စောင့်ရှောက်ကူတာပေးတဲ့ဆရာဝန်ကပြောပါတယ်ပုတ်ရဟမင်းကြီးဟာအဆုတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကျမ်းမာရေးပြဿနာတွေအရင်ကတည်းကရှိခဲ့ပြီးအခုစေယုံတက်ရတာကလည်းအဆုတ်မှာနမိုနီယာဆွဲကပ်မှုကြောင့်ဖြစ်ပါတယ်ရောမမြို့တော်ဝန်ကတော့ ပုတ်ရဟမင်းကြီးကိုစေးယုံကနေကြမ်းကြမ်းမမနဲ့ပြန်လာတာမြင်တွေ့ခွင့်ရတဲ့အပေါ်လှိုက်လိုက်လဲလဲပီတိဖြစ်မိတယ်လို့ပြောပါတယ်။ဒါဟာကဘာကြီးအတွက်အကောင်းဆုံးလက်ဆောင်ပုံတစ်ခုဆိုရင်လဲမမဘူးလို့သူကဆိုတာပါ။ပုတ်ရဟမင်းကြီးဟာရိုမန်ကက်သလစ်ခရစ်ယာန်ကျောင်းတော်ရဲ့အကြီးအမှုအဖြစ်တာဝန်ယူနေခဲ့တာ၁၂နှစ်ရှိခဲ့ပြီဖြစ်ပါတယ်ရှင်။